ဲ့ဒါလို့ရောက်ရှိလာသည်အတွက်ကြောင့်ဘာတွေအကျိုးရတော့လို့မေးစရာရှိလို့ရှင်တိမခန့်ခြင်းကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာတွေမရှိတော့ဘူးလောကမှာတိမခန့်နိုင်ခြင်းကြောင့်ဖြစ်လာတဲ့ပြဿနာတွေအများကြီးပဲလေတမန်အားဖြင့်တိခန့်လိုက်မဲ့ဆိုလို့ရှင်ဘာမှမဖြစ်နိုင်တော့ဘူးတိမခန့်နိုင်လိုက်သည့်အတွက်ကြောင့်ပြဿနာတွေအများကြီးတက်လာတယ် အဲ့ဒီတက်လာတဲ့ပြဿနာတွေနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့အရာတွေအားလုံးဟာဆက်ဖြတ်ပြီးသားဖြစ်သွားတယ်ဟောတိခဏ်လိုက်တဲ့ပြင်အားလုံးငြိမ့်သွားတယ်လို့သူတို့ပြောတယ်။ဒါဒီဘဝရတဲ့အကျိုး။နောက်ဘဝတွေကိုညှော့ဆရာမလို့သေးဘူး။အခုတိခဏ်ရင်အခုပြဿနာတွေငြိမ့်သွားတယ်လို့သူတို့ပြောတာနော်။အခုတိခဏ်လိုက်တာနဲ့အခုပြဿနာတွေငြိမ့်သွားပြီးအခုပဲကုသိုလ်ရသွား။ဒီလိုဆိုတာ။ တိမခဏနိုင်လို့ရှိရင်ကုသိုလ်ဆိုတာဖြစ်ဖို့ဓမ္မခင်းတော့ဒါကြောင့်မို့အခုတိခဏအခုကုသိုလ်ရတယ်အခုပြဿနာတွေငြိမ့်နေကိုချင်းတီလာကောင်းမွန်ခြင်းကတော့ရောဟောကိုချင်းတီလာကောင်းမွန်ခြင်းဆိုတာနောက်ဘဝမှာကောင်းအောင်သူဒီရောက်တာမရောက်တာအသာစဉ်းစားမနေနဲ့ဒီဘဝတည်းမှာဘယ်လိုအကျိုးရှိစဉ်းစားရကိုနဲ့ကျွလွန်မှုမရှိဘူး နှုတ်နဲ့ကျွလွန်မှုမရှိဘူးလို့ဆိုတဲ့ကိုကျင့်သီလကောင်းမွန်ခြင်းကြောင့်ဘာဖြစ်လဲအပြစ်ကင်းတယ်ဘာဖြစ်မှကိုယ်ကလွန်ကျူးတာမရှိဘူးလောကမှာအများနဲ့ပတ်သက်တဲ့လွန်ကျူးမှုကနှစ်ခုပဲရှိဘာလဲလို့ဆိုရင်စိတ်ထဲကဘယ်လိုပဲဖြစ်နေနေနှုတ်ကထုတ်ပြီးတော့မလွန်ကျူးသမျှလူမသိသေးဘူး ကိုတိလက်ရောက်မလို့တည်းများလူမသိဘူးနော်လူမသိသည့်အတွက်ကြောင့်အများနဲ့ဆက်ဆံမှုဟာဘာမှမပြတ်ဘူးပေါ့လောကလူတွေဟာစိတ်ထဲကဖြစ်ပေါ်လာတဲ့အရာကိုစိတ်ထဲမှာဖြစ်ပေါ်လာတာမထိန်နိုင်လေးအတွက်ကြောင့်နောက်ထပ်ထိန်ရမယ်နှုတ်နဲ့ကိုယ်ကိုလည်းဆက်ပြီးတော့မထိန်လို့ရှိရင်ကိုချင်းတိလာပြက်ပြားသွားတာစိတ်ကိုမထိန်နိုင်သေးရင်နေဦး နှုတ်ကိုထဲရမယ်ကိုယ်ကိုထဲရပထမအဆင့်အနေနဲ့ကိုယ်နဲ့နှုတ်ကိုထဲရကိုယ်ကိုနှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းအဖြစ်ကိုကျင်းဒီလာမပြတ်ပြတော့ဘူးကိုယ်ကိုနှုတ်ထိမ့်သိမ်းဆောက်ရှောက်ခြင်းအဖြစ်လည်းကိုကျင်းဒီလာမပြတ်စေဘူးဆိုလိုတာကကိုကျင်းတရားဆိုတာနှုတ်နဲ့ကိုယ်အမှုကိုထိမ့်တာပဲစိတ်ကံချက်နဲ့ပြောတယ် စီကန်းနဲ့လုတ်တယ်လို့ဒီလိုအဓိပ္ပာယ်ရ။အေးဒါကြောင့်မို့လို့ကိုချင်းတရားကောင်းမွန်ခြင်းဆိုဒီမှာနှုတ်ကိုထိန်းသိမ်းဆောက်ရှောက်မှုနဲ့ကာယကံမှုကိုထိန်းသိမ်းဆောက်ရှောက်မှုဒီနှစ်ခုကိုပဲဆွလို့တယ်။ဒါဖြင့်ဒီနှစ်ခုထိန်းသိမ်းဆောက်ရှောက်မှုဟာဒီဘဝမှာဘလို့အကျိုးတွေရလို့ဆိုကိုနဲ့နှုတ်ကိုကိုယ်နဲ့နှုတ်နဲ့မလွန်ကျူးသမျှကလပ်ပလုံးလောကမှာအပြစ်ဆိုတာမလာတော့ ရှိလေလောကမှာလောကရဲ့ဒီရာဇောမှုအပြစ်ပဲဖြစ်ဖြစ်တခြားအပြစ်တွေပဲဖြစ်ဖြစ်ဘာနဲ့ကျူးလွန်ကြတာကြောင့်လို့မေးလို့ရှိရင်အပြောနဲ့ကျူးလွန်ကြတယ်အလုံးနဲ့ကျူးလွန်ကြတယ်ဘယ်သူကဖြစ်ဘယ်လိုပြောတာဆိုတော့အပြောနဲ့ကျူးလွန်တယ်နော်လိန်နာဟာအပြောနဲ့ကျူးလွန်တာပဲဆဲတာဟာအပြောနဲ့ကျူးလွန်တာကုန်းတိုက်တာလည်းအပြောနဲ့ပဲကျူးလွန်တာ အပြောနဲ့ကျွလွန်သည့်အတွက်ကြောင့်တစ်ဖက်သားကမခံနိုင်တော့ပြဿနာတွေတက်တယ်ဖို့အဲ့ဒီနှုတ်ကိုထိမ့်သိမ့်လိုက်တာနဲ့တပြိုင်နက်ဒါကနေဖြစ်ပေါ်လာတဲ့အပြစ်ဆိုတာမလာတော့ဘူးကိုတိလက်ရောက်မလုပ်သေးသမျှနဲ့အပြစ်ဆိုတာမလာဘူးဒါကြောင့်မို့နှုတ်ကိုထိမ့်ခြင်းကိုမှုကိုထိမ့်သိမ့်ခြင်းဖြင့်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရရှိတယ်ဒါဒီဘွားရအပြစ်ကင်းလိုက်တာနဲ့ဘာဖြစ်လဲ လူဟာငါမှာဘာအပြစ်မှမရှိဘူးဆိုတဲ့လူတယောက်ငါမှာအပြစ်ရှိနေတယ်ဆိုတဲ့လူတယောက်ဒီနှစ်ယောက်ဟာဘသူကစိတ်ချမ်းသာမှုရှိတယ်ဆိုအပြစ်မရှိတဲ့လူကစိတ်ချမ်းသာအပြစ်ရှိနေတဲ့လူတယောက်ကငါအပြစ်များသူများတွေတိသွားရင်ဟောစိတ်ထဲမှာတွေးချံပြီးတော့စိတ်ဆင်းရဲနေတတ်တယ်အပြစ်မရှိတဲ့လူတယောက်ကဘာမှ ဒီအပြစ်နဲ့ပတ်သက်တာကိုသူတွေးချံပြီးတော့စိုးရိမ်စိတ်ဖြစ်တာမဟုတ်ဘူးအေးဒါကြောင့်မို့လို့အနဝိသဒုက္ခတဲ့ကိုချင်းတီလနဲ့ပြည့်စုံလို့ကိုချင်းတရားကောင်းမွန်ပြီဆိုရင်ဒီဘဝမှာရရှိတဲ့ချမ်းသာကအပြစ်ကင်းခြင်းဆိုတဲ့ချမ်းသာကိုရရှိတယ်ဒီချမ်းသာမှုကပဲဆန့်ချမ်းသာတာနဲ့မတူဘူးပဲဆန့်ချမ်းသာတာကကိုယ်ပဲဆန့် သူများခိုးသွားမှစိုးရသေးတယ်အခုလိုအပြစ်ကင်းတဲ့ချမ်းသာကြတော့သူတစ်ပါးခိုးမှလို့ကြောက်ပြက်သွားမှလို့စိုးရင်เสียဘာတစ်ခုမှမပါတော့နော်ဒါကြောင့်မို့အပြစ်ကင်းတဲ့ချမ်းသာတွေးလိုက်တိုင်းအပြစ်ကင်းတဲ့ချမ်းသာတစ်ခုကိုခံစားရပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာစိတ်နှလုံးဝမ်းသာတယ်ကြည်နူးတယ်နှလုံးသာယာတယ်လို့ခေါ်တယ်အဲ့ဒီနှလုံးသာယာတာကိုအဝိပတိတာရာလို့ဒီလိုပြောတယ် အဝိပတိတာကနှလုံးသားရမှုရှိအဲ့တော့နှလုံးသားရတဲ့ပုဂ္ဂိုလ်တရားမှာဘာဖြစ်တယ်ဆိုပမောဇ္ဇကိုကိုကျင်တရားနဲ့ပတ်သက်ပြီးတော့ဝမ်းသာတယ်ဝမ်းမြောက်တယ်ဝမ်းမြောက်တဲ့အခါမှာပိဋိဆိုတဲ့နှစ်သိမ့်မှုတွေဖြစ်တယ်ပိဋိဆိုတဲ့နှစ်သိမ့်မှုဖြစ်လာရင်ဒုက္ခဆိုတဲ့ချမ်းသာဒုက္ခပြရချမ်းသာလာပြီဆိုတဲ့အခါမှာစိတ်တည်ငြိမ်မှုကိုရတမာတိ စိတ်တည်ငြိမ်မှုရသည့်အတွက်ကြောင့်ယထာဘူတညာနာတတနာမမှန်ကန်ကန်မြင်နိုင်တယ်မမှန်ကန်ကန်သိနိုင်တယ်ဆိုတဲ့အနေအထားမျိုးတစ်ခုရောက်သွားဟောကိုချင်းသီလာကဒီဘဝထဲမှာထုတ်လုပ်ပေးလိုက်တဲ့အကျိုးအဆက်ဆက်ဒါကနောင်ဘဝဆောင်ရတဲ့ဟာတွေမဟုတ်ဘူးနော်ကိုချင်းဒီလာကအခုဆောင်တည်အခုဒီအကျိုးတွေဆက်ဆက်ရလာတာရက်ဆော်ဗျာဟောဗျာအေးဒါကြောင့်မို့လို့တီးခန့်ခြင်းနဲ့ ိုကျင့်တရားကောင်းမွန်ခြင်းဆိုတဲ့ဒီနှစ်ခုဟာလက်တွေ့အကျိုးတရားကိုဘဝမှာလက်တွေ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတာဖြစ်လို့ဒီတရားနှမျိုးကိုတို့တဲ့တွေပြည့်စုံအောင်ကိုယ်တဏ္ဍာမမရသေးရင်ရအောင်လုပ်မယ်ရပြီးရင်လည်းခိုင်မာအောင်လုပ်မယ်လို့လိုက်နာရှင်းသုံးပြီးတော့စောင့်တည်ကြရမှာဖြစ်တယ်ပေါ့အဲ့တော့ဒီလိုစောင့်တည်သွားမှလူဟာ တစတဲ့တစပို့ပြီးတော့ရင်းကျက်ပြီးကောင်းမွန်လာပြီးသူတော်ကောင်းဆိုတဲ့အနေထားမျိုးကိုရမှာပါသမားအားဖြင့်စိတ်လည်းမထိန်ဘူးကိုယ်လည်းမထိန်ဘူးနှုတ်ကိုယ်လည်းမထိန်ဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့ဓမ္မခဲမှာတယ်။အေးဒါကြောင့်မို့အခုဒီတရားနှစ်ပါးဟာအရေးကြီးတဲ့တရားနှစ်ပါးဖြစ်လို့ထိန်ချုပ်နိုင်တဲ့မြတ်ထိန်ချုပ်ကြရမှာဖြစ်တယ် တိခနိုင်ခဲ့တဲ့အရာကိုတိခခြင်းခွင့်လွှတ်ခြင်းဆိုတာရှိရရသော်ဗျာရဲ့အဆုံးအမတရားတော်အရဆိုလို့ရှိရင်တိမကန်တဲ့ပုဂ္ဂိုလ်ကဘာလို့တော့ကလေသာခြေတယ်နော်ကလေသာခြေတယ်အေးကလေသာခြေတာကိုလူတွေကဟုတ်လုံးတဲ့လုံးလိုက်တဲ့အရာလို့ဒီလိုထင်နေနော်အခုခေတ်ရုပ်ရှင်ကားတွေဆိုပါတော့အထူးအားဖြင့်ဘုန်းကြီးတို့ တိရိနေငါကလပြေတွေမှာနေတဲ့အခါကျတယ်တတိယရှင်ကြည့်မိတယ်ပေါ့နော်အဲ့ဒီကြည့်တဲ့ထဲပဲကလားကားဆိုလို့ရှိရင်သူတို့ရဲ့တင်းကဘာလဲလို့ဆိုရင်လူဆိုးကနှိပ်ဆက်မယ်ပြီးရင်ကလဲစားချိန်မယ်ဒါပဲအဲ့ဒါတွေကိုသင်ပေးနေတဲ့အတိပ္ပယ်မျိုးဖြစ်တယ်ပေါ့နိုင်ငံသားရုပ်ရှင်ကားတွေလည်းကြည့်လေတောင်တနတ်နဲ့ပြည့်မြောက်တနတ်နဲ့ပြည့်နဲ့လူတွေကိုပြစ်တတ်တဲ့ဟာတွေပြနော် အဲ့ဒါတွေကိုသွားပြီးတော့အတုယူနေမယ်ဆိုလို့ရှိရင်တော့အခုပြောရတဲ့သီခဏ်ခြင်းဆိုတဲ့ကိုကျင်တရားကောင်းမွန်ခြင်းဆိုတာဘာတစ်ခုမှမရှိဒီတော်ကောင်းနေရဲ့အကြည့်သွေးတွေကိုဒါတွေကဖြည့်ဆည်းနေတာဟောကိုကျင်တရားကောင်းမွန်ခြင်းလို့ဆိုရတဲ့မှာကြည့်ကုရိယကားတွေကြည့်ကုရိယကားတွေကဘယ်လောက်ဖြည့်ဆည်းတော့နော်ဒါတွေကတတိထားစရာကောင်းတယ်လူတွေရဲ့အုံနောက်ထဲမှာစိတ်ဝင်လာပြီးတော့ မကောင်းတဲ့အမှုချင်းတွေကိုလူငယ်လူရွယ်တွေကကောင်းတဲ့အရာလို့ထင်လာအောင်ဖြစ်ပေါ်စေတယ်။ရသဗျာရဲ့အဆုံးအမကအဲ့ဒါလို့မဟုတ်ဘူးအလွန်တိမ်မွေ့တယ်။ရသဗျာရဲ့အဆုံးအမကြောင့်ပြဿနာတစ်စုံတစ်ခုဖြစ်เสียအကြောင်းမရှိဘူး။ပြဿနာတက်လာတာအဲ့ဒါတွေကြောင့်အကြောင်းဖြစ်တယ်။အမေရိကန်နိုင်ငံဆိုတာအလုံးသိတဲ့အတိုင်းတနတ်ကိုလိုင်စင်ပေးပြီးတော့ကင်ထိုင်းထားတဲ့နိုင်ငံ။ သနတ်အမတန်ပေါ်တယ်ဝါသနာပါလို့ရှိရင်၆လုံးမျိုးကနေအမြောက်ထီအောင်ဝယ်လို့ရနော်ရှိုးရူသနတ်ရှိုးရူတွေမှာတော့ဝယ်ဒီမှာဟင်းဒီရဲ့ဝယ်ရတယ်လို့လွယ်လိမ့်မယ်တရောစီမှာအဲ့ဒါနောက်ဒီလိုင်းစင်ဆိုတာရှိပြီမဲ့လို့လူတွေဟာကိုင်းတဲ့တို့ကိုင်းတဲ့အခါကျတော့တို့စီမှာလူတိုင်းလူတိုင်းသနတ်ရှိရာကိုတွေးရတယ် ဘုန်းကြီးတို့အမေရိကမှာ64ခုနှစ်က1964ခုနှစ်ကတနှစ်နေဘူးတဲ့မြန်မာတကာတဲကတကာတယောက်ဆွမ်းသာလာပင်ဆွမ်းသာလာပင်တော့သူကားနဲ့လိုက်ရှေ့ကကားရှေ့ကန်းကဒီတကားကိုဖွင့်လိုက်တဲ့အခါဘုန်းကြီးခြေတော်နာလာပြီးတော့ပစ္စတိုတနတ်ကထောက်ခနဲ့လာကြ ဘုန်းကြီးရှိမှတဏှတ်ကြသွားတယ်ဆိုတော့သူအာရုံအာဏာတော့ဖြစ်သွားတာပေါ့ဖြစ်သွားတော့ကာပါယူတဲ့အနေနဲ့ပါပြောတော့ဆိုဒီနိုင်ငံမှာဗျာတဲ့ဒါမရှိလို့မဖြစ်ဘူးเนาะဒါမရှိလို့မဖြစ်ဘူးဘာလို့ဆိုကိုယ့်ကိုယ်ကာကွယ်ဖို့လို့ဒီလိုပြောတာเนาะအဲ့ဒါလို့ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ဆိုပြီးတော့ယူထားတဲ့တဏှတ်ကသူများကိုတတ်ဖို့လည်းဖြစ်နေတယ်တလုံးကတွေးလိုက်မယ်ဂျာနယ်ထဲမှာပါတာအမေရိကန်နိုင်ငံက မှာစာသင်ကျောင်းမှာကလေးတွေဝင်ပြီးတော့တနက်နဲ့ပြစ်တယ်ဆိုမကြောက်ကြကြားနေရတာပဲဒါလေးအေးဆိုလိုတာကတော့ဒီခန္တီနဲ့တောရိစဆိုတဲ့အခြေအနေတွေပြက်ပြားသွားတယ်လူအတိုင်းဝိုင်းနေမှာဒီလိုဖြစ်အဲဒီလိုပြက်ပြားစီတတ်တာတွေကိုလည်းပဲတရုပ်ဆောင်ပြီးတော့အဟုတ်ထင်အောင်ဖော်ပြနေတဲ့ရုပ်ရှင်ကားတွေကလည်းရှိတယ် ရုပ်ရှင်ကားတွေနောက်တိုင်းကားတွေမကြည့်လေနဲ့ကြည့်လို့ရှင်အဲ့ဒီမှာတဏ္ဍနဲ့ပြစ်ထားတယ်ပဲတွေ့နေပါနော်တဏ္ဍနဲ့တွေ့ကိုရီးယားကားကြတော့အရက်တော့တာတွေ့လိမ့်အဲ့တော့ကောင်းတဲ့နီလန်ပေးတာအမတမ်းမရှားတယ်ပညာပေးပညာပေးနဲ့မကောင်းတဲ့ပညာတွေကြီးပဲပေးပေးသွားအဲ့ဒါကြောင့်မလို့လူတွေရဲ့အုံနောက်ထဲမှာဒါတွေစိတ်ဝင်ပြီးတော့နောက်မကောင်းတဲ့အခြေအနေမျိုးတွေဖြစ်ပေါ်လာစေတယ် ဒါကအမတ္တမတတိတရားစရာကောင်းတယ်